နာကတော့အခုခေတ်ပေါ့နော်နောက်ပိုင်းမှာရေပန်းစားလာတဲ့လူကြီးလူငယ်လူရွယ်မရွေးပေါ့နော်ကလေးလူကြီးမချမ်းအလုံးရဲ့ပါဇက်ပြားမှာရေပန်းစားနေတဲ့တချင်းလေးတစ်ပုဒ်ရှိရပေါ့နော်အဲ့တချင်းကိုဆိုလို့ရှိရင်တော်တော်များများကဒီ flin ပုံစံလေးနေပေါ့နော် flin ပုံစံလေးနေဖန်တီးလာတယ်အဲ့တချင်းတွေမကအောင်ပေါ့နော်တခြားတချင်းလေးတွေလည်းအဲ့လိုပဲဒီ old flin ပုံစံလေးပေါ့နော်အရင်တော့ရှိကပုံစံလေးနေဖန် တော့လေ့လာလိုက်ရအောင်အဲ့တော့ကျမတို့ဘောနော်ဒီ effect လေးကိုဘောနော် flint damage effect လေးကိုသုံးဖို့အတွက်ကျမတို့ black gain တခုချိန်ဖို့လိုအပ်ပါတယ်အဲ့ black gain ကတော့ကျမလက်ရှိသုံးနေရပါဘောနော်ကျမရဲ့သင်တန်းမှာလည်းသင်ပေးနေရဖြစ်တဲ့ satisfy ရပါဘောနော်အဲ့ black gain လေးတခုတော့လိုအပ်ပါတယ်အဲ့တော့အဲ့ black gain လေးချိန်ထားမှအဲ့ထဲမှာဒီ flint damage ဖြစ်တဲ့ အဖက်လေးပါမှာဖြစ်ပါတယ်အဲ့တော့ကျမကဒီ plugin ချိန်တာတော့မပြောပြတော့ဘူးဒီဆရာဦးကောင်းမြင့်အကောင့်ထဲမှာဒီ subscribe ရတွေကိုလည်းအရင်ကတင်ထားရလေးရှိပါတယ်အဲ့တော့အဲ့ဒါလေးသွားရှာပြီးတော့အဲ့ plugin လေးကိုအရင်ဆုံးချိန်ကြည့်ပါချိန်ကြည့်ပြီးပြီဆိုမှဒီကျမအခုပြတဲ့သင်ခန်းစာလေးကိုလိုက်လုပ်ကြည့်ပါလူတိုင်းအတွက်လဲပေါ့နော်လွယ်ကူရိုးရှင်းတဲ့လူတိုင်းလုံးလို့ရတဲ့အရာလေးဖြစ်ပါတယ်အဲ့တော့အခုဆက်ပြီးတော့လည်လာလိုက်ရအောင်အဲ့တော့ကျမတို့ကအဲ့လိုမျိုးပေါ့နော်တခြင်းတခြင်းလေးလုပ်ဖို့အတွက်ဒီ sequence တခုလိုရတယ်เนาะ sequence တခုခေါ်မှာဆိုရင် keyboard က control n ပြီးရင်ဒီမှာအဲနာမည်တခုပေးလိုက်ပါเนาะနာမည်တခုပေးလိုက်မယ်ပြီးရင် okay အဲ့တော့ခုနကပေးလိုက်တဲ့ sequence နဲ့မှာကိုက sequence ကို default အတိုင်းပဲထားထားပါเนาะ sequence ရဲ့ site ကိုကျမတို့မရွေးခဲ့ဘူးမရွေးခဲ့ဘူးဆိုတော့တွပြန်ယူလို့ရတယ်ဒီ project banner ကိုတွားမယ်ဒီမှာပါเนาะဒီ short sound ဆိုတဲ့ sequence လေးရှိတယ်အဲ့ဒါလေး right click နဲ့ ဘက်ကနေပြီး sequence setting ကိုနှိပ်လိုက်။နှိပ်လိုက်ဒီမှာသူ့ရဲ့ခုနက auto view လိုက်တဲ့ဟာလေးကဒီ frame size က1920 1080ဖြစ်တယ်ပေါ့နော်။အဲ့လေကိုကျမတို့ကအခုခက်စားနေရဲ့ frame size လေးဖြစ်တဲ့1:1လေးဖြစ်အောင်လို့သတ်ပြအောင်မယ်။ဒီမှာကို1080လို့ပြလိုက်မယ်။တိတိကျကျ80နော်။အဲ့တော့1080 1080ဆိုတော့၄ရောင်ဆက်ဆက်ပုံစံ size လေးဖြစ်သွားတာပေါ့နော်။ပြီးရင် okay ယူလိုက်မယ်။ ော့ဒါဆိုရင်သူ့ရဲ့ site က1080 1080ပတ်လည် site ဖြစ်သွားပြီအဲ့တော့ပြီးရင် demo demo ခေါ်မယ် demo ခေါ်မယ်ဆိုရင်ဒီ project banner မှာနှစ်ချက်နေပြီးတော့ကိုလိုအပ်တဲ့ပုံပေါ့နော်ကိုတုံးညင်တဲ့ demo demo ကိုခေါ်လိုက်ပါဒီမှာတော့ဒီမှာလက်ရှိမြင်နေရတဲ့အဒီ demo လေး demo ကိုပဲခေါ်လိုက်ပါမယ်မရောက်လာပြီအဲ့လေကိုဒီမှာထည့်လိုက်နော်ထည့်လိုက်တဲ့အခါမှာ demo က site ကတေးနေရဲ့တေးနေရဲ့ဆိုတော့ဒီ demo လေးကိုတစ်ချက်နှိပ်နဲ့ effect control ရဲ့သွားဒီမှာ scale ကိုကြီးလိုက် ညာရဲ့နော်ဓာတ်ပုံလေးအဲ့တော့ဓာတ်ပုံလေးဒီပုံခွာထည့်ပြီးကိုအတုံးပြုမဲ့ပါဗောနော်ဒီတခြင်းလေးကိုမှဒီ flame damage ပုံစံလေးနဲ့အတုံးမဲ့ဓာတ်ပုံတစ်ပုံပေါ့နော်အဲ့လိုဓာတ်ပုံတစ်ပုံကိုခွာထည့်မယ်ခွာထည့်ပြီးဆိုလို့ရှိရင်အဲကိုရဲ့တခြင်းပေါ့နော်တခြင်းဆွဲထည့်လိုက် ကိုသုံးမဲ့တခြင်းပေါ့နော်ကိုကဘယ်လိုတခြင်းကိုသုံးမှလဲလိုက်ဖတ်တဲ့တခြင်းပေါ့နော်တခြင်းကရှေးခေတ်ကပုံစံမျိုးအခုနောက်ပိုင်းသုံးလဲသုံးလာကြတာဖြစ်တဲ့အတွက်ရှေးခေတ်ကတခြင်းပုံစံလေးကိုသွားခေါ်ပေါ့နော်တခြင်းခေါ်တဲ့မယ်အဲဒီ project banner လေးကိုသွားမယ်နှစ်ချက်နှိမ့်မယ်အဲ download ဆွဲထားရတဲ့မှာရှိရဲ့အဲ့တခြင်းလေးကိုခေါ်ထည့်လိုက်မယ်တခြင်းထဲမှာတခြင်းကအယုတ်မယူအတန်ပဲယူမှဖြစ်တဲ့အတွက် ရုပ်ကိုဖျက်လိုက်မယ်အတန်လေးပဲယူမယ်မင်းလက်ဆောင်ပေးထားရာယူခြင်းမဟုတ်ဒီမှာတခြင်းလေးထည့်မယ်ဟိုဒီမှာကိုလိုအပ်တဲ့တခြင်းလေးကိုထည့်လိုက်မယ်ပေါ့နော်အတန်လေးနည်းနည်းချက်လိုက် အဲ့တော့တချင်းလေးထည့်မယ်တချင်းလေးထည့်ပြီးရင်ကိုထည့်ခြင်းနဲ့ပုံလေးထည့်ပြီးသွားတယ်ထည့်ပြီးပြီဆိုတော့ချင်းအဲနောက်တစ်ဆင့်အနေနဲ့ပေါ့နော်အဖက်လေးထည့်မယ်နော်အရေးကြီးဆုံးဖြစ်တဲ့အဲ့ဒီအဖက်လေးအဖက်လေးကကြတော့ဒီထဲမှာရှိတယ်အဖက်ပန်နေထဲမှာဒီ subscribe ရတဲ့မှာပေါ့နော် subscribe ရ style light ထဲမှာရှိတယ်အဲ့ style light ထဲကဒီ flint ဆိုတာလက်ရှာလိုက်ပေါ့နော် flint damage ပေါ့နော် flint damage ဆိုတာလေးကိုဆွဲထည့်လိုက် ဟုတ်ဒီမှာဒါလေးပဲရာယူခြင်းမဟုတ်တဲ့ဒီ silent လေးထိုးလိုက်အောင်မလေးเนาะဒီအဲ့တော့ဒီ blacking လေးကိုတုံးရတာဖြစ်ပါတယ်အဲ့တော့ဒီ blacking လေးမရှိသေးဘူးဆိုရင်ဆိုလို့ရှိရင်เนาะကိုဆက်တဲ့ကိုဒီ blacking လေးအရင်ထည့်ပါထည့်ပြီးရင်ခုနပြောသလို sequence ခေါ်မယ် depth ခေါ်မယ်တချင်းထည့်မယ်အရင်ထည့်ပြီးတော့ဒီ blacking လေးထည့်လိုက်အောင်ပါပဲအဲ့တော့ဒီမှာဒီ depth ပုံကပေါ့เนาะအဖြူမဲမဟုတ်ဘူး color နဲ့ဖြစ်နေရဲ့အဖြူမဲဖြစ်နေတဲ့ဆိုရင် lumetri color ကိုသွားမယ် ြီးရင်ဒီမှာ saturation ကို short လိုက်เนาะဒါဆိုရင် shake ကပုံစံလေးဖြစ်သွားတယ်ပြီးကြမှာ sarang yi ပဲစာရေးမှာဆိုရင် keyboard က control d ဟော control d ဆိုရင်ဒီမှာစာလေးပေါ်လာပြီကိုယ့်ရဲ့စာအင်္ဂလိပ်စာကြီးဖြစ်နေဆိုရင်ဒီစာကိုအလုံးကို control a ဆိုပြီး click တစ်ချက်နှိပ်ပြောပါမနော် type keyboard က type 2ဒီဟာပေါ့နော်ဒီ two box က type 2ကိုယူပါမနော် type 2ကိုယူပြီးတော့ဒီမှာ click တစ်ချက်နှိပ် control a ဆိုဈာရေအကုန်လုံးဆက်လက်ပြီးမယ်ပြီးရင် assign geographic ကိုသွားပြီးတော့ဒီမှာ found သွားရေးမှာပေါ့နော်ဒီမှာတော့ wr ဟောက်30ပေါ့နော်30ကိုရွေးထားဖြစ်ပါတယ်အဲ့တချင်းလေးရေးအောင်အဲ့ပြီးရင်ဈာလေးကိုရွှေ့ပြန်ဆိုရင် selection 2ကိုယူဒီငါကိုရွှေ့ ယူခြင်းမဟုတ်တဲ့ချစ်စင်းနဲ့အားကြောင်းရင်မယ်လို့ဒီအဲ့တော့ဒီလိုမျိုးပေါ့နော်ဆာကြီးကအပေါ်ရောက်ရောက်သွားရဆိုလို့ရှိရင်အဲ့စာကိုပြန်မချွေးချင်ဘူးဆိုရင် delete ပြန်ပြတ်ဒါကိုလည်း delete ပြန်ပြတ်လိုက်ဒီစာကို copy ယူလိုက် order ပြီးပြီးတော့ဒီဘက်ကိုရွှေ့လိုက်အဲ့ဆိုရင်နေရာပြန်ပြန်ချွေးစရာမလိုတော့ပြီးဒီမှာအစားထိုးမယ်စာကိုနှစ်ချက်နှိပ်ပြီးတော့စာဆက်ရေးမယ် ပင်ပလေးရချစ်စင်းနဲ့စောစားပြီးချစ်မယ်ဆိုလည်းမမြင်ရဲ့ဒီဒီဆွဲလိုက်မယ်ချိန်မတော်ရင်ပြန်လဲဆဲမအောင်အောင်ဆွဲပြီးရင်တော့ရရင်မယ်ဒါဒါလေး order ဖြီးပြီးတော့ဒီဘက်ဆွဲလိုက်ဆွဲလိုက်နော်ပြီးရင်ဒီစာကိုကလစ်နှစ်ချက်နှိပ်ပြီးတော့ control a နဲ့လိုက် ချိန်မတော်ပြန်လဲသမှာပြီးရင်နောက်ကြောင်းရင်မယ်အဲ့လိုလေးရေးသွားလိုက်ပေါ့နော်တချင်းတစ်ပုံလုံးပြီးရည်ရေးသွားလိုက်ပါမောင်အောင်ဆွေးတော်လို့ရတဲ့ဖိတ်စာရဲ့မင်းလဆောင်မေတ္တာ ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ဒီလောက်ဆိုရင်ရပြီအဲဒီစာလေးကဒီစာလေးကိုပေါ့နော်ကိုကပုံသေးလေးပေါ့နော်ပုံသေးလေးထားရင်လည်းဆိုတော့ဒီအိမ်မှာထားလိုက်ပေါ့နော်ပုံသေးမဟုတ်ဘူးရွေးကျင်နေဆိုလို့ရှိရင်တော့ဂီးဖိန်နဲ့သွားပြီးတော့ရွေးมาရမယ်နော်ဂီးဖိန်လေးတော့နည်းနည်းသုံးတက်มาရမှာဖြစ်ပါတယ်အဲ့တော့ဂီးဖိန်သွားမယ်ဆိုရင် effect control ကိုသွားအဲဒီမှာဒီစာရဲ့ပေါ့နော်ထိန်းသားလေးကိုသွားမယ်ပြီးရင်ဂီးဖိန်လေးဒီမှာရွှေ့မယ်ရွှေ့ပြီးရင်နောက်လား ာပြီးတော့ဒီမှာစားလေးကနည်းနည်းလေးကြီးလာလိုက်ပါတော့။ပလေးကြည့်မယ်။ရာယူခြင်းမဟုတ်တဲ့ချစ်စင်းနဲ့အဲ့စားလေးပုံသေးကြီးချိနေရတဲ့စားလို့ရှိရင်ဒီရွေလေးဖြစ်သွားပါတော့။ရွေတဲ့ပုံစံလေးဖြစ်သွားတယ်။အဲ့ဆိုရင်တက်ဝင်လှုပ်ရှားသွားပါတော့။အော်ဒီစားလေးမှာချထားတဲ့ key ဖြင့်ကို control C နဲ့ယူမယ်။ပြီးရင်ဒီထဲမှာ control V ဆိုပြီးထည့်လိုက်။ အဲ့တော့ keyping လေးတွေကို copy ကူးထည့်လိုက်တာရယူခြင်းမဟုတ်တဲ့ချစ်စင်းနဲ့စောစားပြီးချစ်မယ်ဆိုလည်းမမြင်ရဲ့ဒီတော့လက်ထက်မယ် select ပြီးတော့ control v ထည့်လိုက်မယ်ချိန်မတော်ရင်ပြန်လဲသမာငါ့ဆိုဒါလေးကိုလည်း control v စိတ်ထည့်လိုက်မာငါ့ဆိုရတော့လို့ရတဲ့ဖိဆာရဲ့ အခုတိုင်းတိုင်းရဆိုလို့ရှိရင်အားလုံးပဲနားလည်သဘောပေါက်ပြီးရောလိုက်လုတ်တက်သွားပြီလို့ထင်ပါတယ်အဲ့တော့အခုပေါ့နော်ဒီ plan dance me အကြောင်းလည်းတည်သွားပြီဓာတ်ပုံတွေမှာဒီလိုမျိုးစာရန်လေးထိုးပြီးတော့တချင်းလေးတွေနဲ့ပေါ့နော်တချင်းလေးကြိုက်တဲ့သူတွေ music လေးကြိုက်တဲ့သူတွေအတွက်ပေါ့နော် page တွေမှာပြန်တင်တာဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ account မှာတင်တာဖြစ်ဖြစ် ကိုယ့်ရဲ့ဓာတ်ပုံလေးကိုတောင်းပြီးတော့ feeling post လေးတွေလောက်တာလို့ပေါ့နော်ပြီးရင်တခြားသချင်းတွေပေါ့နော်ကိုကြိုက်တဲ့သချင်းတွေပေါ့နော်တောင်းလို့ရပါပြီအဲ့တော့အခုဗီဒီယိုလေးကိုကြည့်ပြီးဆိုလို့ရှိရင်အားလုံးအတွက်အကျိုးရှိမယ်လို့ခန့်စားရဆိုလို့ရှိရင် like and share လေးလုပ်ပေးပြီးတော့အားပေးပါအောင်ပြီးတော့ပေါ့နော်ကျမရဲ့ဒီတင်နန်းတွေပေါ့နော်အခုလက်ရှိဖွင့်နေတဲ့တင်နန်းတွေကိုတက်ရှင်တယ်ဆိုလို့ရှိရင်လည်း messenger မှာလာပြီးတော့ပြောလို့ရပါတယ်ကျမရဲ့တင်နန်းမှာတော့ပေါ့နော်အသေးစိတ်အစားအနေပြီးတော့အဆုံးထိ software အသုံးပြုပုံအသေးစိတ် ဘောနော်အတင်မိထားတယ်ပြီးတော့ဒီ black gain နေချိန်တဲ့အကြောင်းတွေရောဒီရိုက်ကူးရေးလုပ်ငန်းလုပ်တဲ့အခါမှာလိုအပ်မဲ့အကြောင်းအရာတွေရောဘောနော်အားလုံးတင်မိထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာချက်ပြီးတော့ဆောင်တွေ့ပါမယ်